ဒီလိုကြောင်းရင်နေကြောင်းကန်နဝင်မင်းသားကြီးဝင်းဦးလက်သက်ဖြစ်ကြီးကျူးခံနေရတဲ့တရုတ်ဆောင်မင်းသားချာလီပိတ်သက်တီများအလုံးမဲမင်္ဂလာပါရှင် Famous Silly News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်တဲ့ဝင်းဦးဖြစ်ကြီးကျူးခံနေရတာကတော့တရုတ်ဆောင်မင်းသားချာလီပါချာလီဟာခုလက်တလုံးမှာပြသပီးစီးသွားတယ်အမုံမြင့်ရုပ်တံဇလန်တွေမှာတရားဦးနေရာကကောင်းဆုံးတရုတ်ဆောင်နိုင်တဲ့မင်းသားတလက်ဖြစ်ပါတယ်ဒါကြောင့်လည်းချာလီကုန်းချချိုးသောသူတွေကတရုတ်ဆောင်မင်းသားဝင်းဦးနဲ့ခိုင်နိုင်နေကြတာဖြစ်ပါတယ် ဒီမတိုင်ခင်ကလည်းလူပညာလောကမှာကျော်ဟင်းလက်တင်မင်းသားကရှိနေပြီသားပါကျော်ဟင်းလက်တင်မင်းသားဖြစ်ရှိနေတာကတော့တရုတ်ဆောင်ဝင်သားနေဝင်ပဲဖြစ်ပါတယ်အနုပညာလောကမှာကျော်ဟင်းဆိုတာကအနုလားချမ်းလားအိုက်တင်တရုတ်ဆောင်မှုကောင်းကောင်းနဲ့တရုတ်ဆောင်နိုင်တဲ့မင်းသားတလက်ဖြစ်ပါတယ်အခုခင်မလည်းနေဝင်ကလည်းအဲ့လိုကျော်ဟင်းအိုက်တင်တိုင်းတရုတ်ဆောင်နိုင်လို့နာမည်ကြီးနေတာပါဒါကြောင့်လေနေဝင်းကိုကျော်ဟင်းလက်သေးဖြင့်ပရင်တက်တွေကတတ်မှတ်ထားကြတာဖြစ်ပါတယ် အခုခါမှာတော့ကျော်ဟင်းလက်သေးပြင်ဝင်းဦးလက်သေးမင်းသားဖြင့်တရုတ်ဆောင်မင်းသားချန်လီကပေါ်လာပါပြီ။ဝင်းဦးဆိုတော့ကတော့မြို့ပညာလောကမှာဆွေဆောင်ရတရုတ်ဆောင်မင်းသားတလက်ပါဝင်းဦးဟာဒါရိုက်တာရုပ်ရှင်မင်းသားဆိုတော့လို့ပြီး သူ့ရဲ့မြို့ပညာရေးချင်းကိုပြသနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပြင်တရုတ်ဆောင်မင်းသားဝင်းဦးရဲ့ item တွေကတကယ်ကိုခေတ်ရှိပြီးနေတာဖြစ်ပါတယ်။အထူးသဖြင့်ဝင်းဦးရဲ့ item နဲ့စကားပြောဟန်တွေကတကယ်ကိုကြည့်ရှုတဲ့ပြည်သက်တွေကိုခြေနဲ့အားရစေတာဖြစ်ပါတယ်။ တချို့သောပြည်သက်တွေကဆိုရင်ဝင်းဦးလိုမင်းသားထက်ပေါ်လာဖို့မလွယ်တော့ဘူးလို့ပြောကြတာပါ။ဒါပေမဲ့လည်းခုချိန်မှာတော့ဝင်းဦးလက်သက်ဝင်းဦးလိုတရုတ်ဆောင်ကောင်းတဲ့မင်းသားတယောက်ပေါ်လာပါပြီ။အဲ့ဒါကတော့တရုတ်ဆောင်မင်းသားချာလီပါ။ချာလီယာဆိုရင်နှုတ်ပညာလောကကိုမော်ရီဘွားကနေစတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ချာလီဟာစီစဉ်တက်ဆက်သူပရစနာမော်ဒန်စသဖြင့်လောက်ကန်ခဲ့တာဖြစ်ကောင်းခုဆိုရင်တော့တနိုင်ငံလုံးကချစ်ခင်အားပေးနေရတဲ့တယောက်ဆောင်မင်းသားတလက်ဖြစ်နေပါပြီ။ တလူမျိုးချာလီတရားအောင်မြင်လာတာကလည်းမျိုးပညာကိုရိုးသားကြိုးစားတယ်လို့စီနီယာသင်းယောက်ဆောင်မျိုးပညာလောကကမာကြီးဆန်းနဲ့လိုပေါဝါကြီးတဲ့သူတွေကိုလည်းယိုသေးလေးစားစွာဆက်ဆံတတ်ပြီးပုံဝင်မမြင့်မာနာမကြီးပင်ဘဝကိုရိုးရှင်းအေးဆေးစွာနေထိုင်တတ်လို့လည်းအမျိုးပညာလောကမှာချိန်တိုတွင်အောင်မြင်လာတာဖြစ်ပါတယ်ချာလီဟောင်းနှုတ်ပညာလုပ်ငန်းတွေမှာလည်းတည်ငြိမ်တယ်လို့တည်ယုံဆောင်တာလည်းတည်ငြိမ်ပါတယ် အခုတလုံးထုံးလွှင့်ပြီးစီးသွားတဲ့အမုံမြင့်ရုပ်တန်းဇလန်တွဲမှာတော့ချာလီဟောင်းတိကဆက်ကောင်းတရားဥဆက်ကောင်းကိုအကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့တာကိုတွင်ရပါတယ်။ အထူးသဖြင့်တရုတ်ဆောင်မင်းသားချာလီဟာမိဘအရင်အဝါသားအောက်ကတားလိမ်မာလေးဖြစ်လာပုံ နောက်ချေရတဲ့ဇနီးလေးခက်ခမကြောင်မိခင်ကြီးကိုဆွန့်လွတ်ခင်ရပုံမိခင်ကြီးကိုဆုံရှုံလိုက်ရလို့နောင်ထရပုံတွေအင်းတော်နောင်မီလင်းပုံနောက်ဆုံးဇနီးတဲ့စီနောင်ထရီနဲ့ပြန်လာပုံတွေကိုကောင်းဆုံးတရုတ်ဆောင်နိုင်တာကိုတွေ့ရပါတယ်ဒါကြောင့်လင်းတချို့သောပြည်သက်တွေကဆိုရင်တင်ဟောင်းဆောင်မင်းသားချာလီကိုဝင်းဦးလက်သစ်ဆိုပြီးပြောကြတာပါ အထူးသဖြင့်တရုတ်ဆောင်ဝင်းမုံနိုင်နဲ့ Charlie တို့ရဲ့တရုတ်ဆောင်ချက်တွေကလိုက်ဖက်ညီလွန်လို့ Charlie ရဲ့ချစ်သူစစ်ဖြစ်တဲ့ဒီတောင်မှ Charlie နဲ့လိုက်ဖက်မညီပင်ဝင်းမုံနိုင်နေပင်လိုက်ဖက်တယ်လို့ပြောကြတာပါ။ကဲဒီတော့ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတင်းအောင်ဆောင်ချန်လေးရဲ့တင်းအောင်ဆောင်ချက်တွေကတကယ်ပဲဝင်းဦးနဲ့တူတယ်လို့ထင်ကြပါသလားမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်